တိလားသဘောကြပါရဲ့ဟိုယောက်ျားလေးဖြစ်တော့လေဒီအာကစားတော်တော်များများသဘောကြရဲ့ဥမာဘောလုံးကန်တာဘာလို့ဆိုလဲသဘောကြရဲ့ဒါကတော့ဘယ်လိုပြောမလဲဟိုအဖေရဲ့ပေါ့နော်ဟိုအဖေရဲ့ဒီຢာလေးကိုဆက်ပြီးတော့ဒိမ့်ဒိမ့်နေပေါ့ဒိမ့်ဒိမ့်နေပြီးတော့လေအဖေကအခုလက်ဖြစ်သွားတဲ့အခါမှာကြာတော့သူ ဒီတင်တန်းနေပါပြတဲ့အခါမှာဒါခက်ခဲပြီးရှိလာတယ်ပေါ့နော်ရှိလာတော့အရင်လိုမျိုးအများကြီးမလုံနိုင်မလုံနိုင်တဲ့အခါမှာဒါဘေးကနေပြီးတော့ assistant အနေနဲ့ဒါဝင်ဝင်လုပ်ပေးရပေါ့နော် brown bag နဲ့ဒါ assistant ဝင်လုပ်ပေးရအဲ့လိုမျိုးဆိုတော့နောက်ပိုင်းလည်းဒါအများကြီးကူညီလို့ရအောင်ဆိုပြီးတော့တခါလေး black bag ဖြစ်ဖြစ်သွားပေါ့အာဒီနေ့ပွဲရတော့ဆရာကတော့ပွဲရပြီးတော့ဒါ easy ဟို Cardi Black Bag ဖြည့်တဲ့ဒါပွဲပေါ့เนาะခုကတော့ Brown Bag ပေါ့เนาะဟိုဟာဆော့တာကတော့ကြားပါပြီဘာလို့ဆိုတော့အဖေရကြတော့သူကဟိုအစည်းငငယ်လေးကလေးကသူကဟိုလက်ရွေးစင်ပေါ့เนาะဒီမြန်မာလက်ရွေးစင်အနေနဲ့သူဟိုနိုင်ငံပေါင်းစုံမှာသူလိုက်ပြိုင်ဘူးတယ်သူကတော့ရှင်လဲဒါဟို World သူ champion ဒီပါးနေလဲအဲ့လိုသွားဆော့ဘူးတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့တင်တန်းဒီပါးပြရင်လည်းအနည်းငယ်တော့လိုက်သွားပြစ်တယ်ဒါပေမဲ့ဟိုဒီဇိုင်းမမက်ကြီးရောအဲ့လိုမျိုး ဟိုအမြဲတမ်းတော့မလုပ်ဖြစ်ဘူးဟိုဆောင်းဝဲရှင်ဖြည်တယ်တခါလေကျရင်လိုက်ကစားရယ်ဒါပေမဲ့အခုကျတော့ဒါအဖေကလည်းဒါ black bag ဖြည်သိမ့်ပြီပေါ့နော်ဖြည်လိုက်တော့ပြောတော့အဲ့ဒါတေးရရှာပြင်ဆင်ပြီးတော့ဖြည်ပါပြီဗျဟုတ်ဟုတ်ကဲ့ခါဒီလာသဘောကျပါတယ်ဟိုယောက်ျားလေးဖြစ်တော့လေဒီအာကစားတော်တော် များများသဘောကျတယ်ဥမာဘောလုံးကန်တာဘာလို့ဆိုလဲသဘောကျတယ်အဖေကတော့အဲ့လိုညာနဲ့မတူတာကြတော့သူက ဟိုနည်းနည်းဆင်းရဲနေတာဖြစ်တယ်ဟိုအရင်တုန်းကကျွန်တော်ဟိုတင်တန်းတစ်ခုဖွင့်ပေးရဖွင့်ဘူးတယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်ဖောင်ဒါလုပ်တယ်ပေါ့အမှဆိုလို့ရှိရင်လည်းကိုက founder မို့လို့ဆရာရဲ့သားမို့လို့ဆိုပြီးရော short short ခံရတာမျိုးမရှိဘူးတော်တော်လောက်ကရယ်အဲတော့ဆိုလို့ရှိရင်တော့မှဒီခပတ်အရာတစ်ခုဖြေရတော့မှအဲ့လိုမျိုးပွဲ20ရေးပါထိုးရတာပြီးတော့လို့ရှိရင်ဟို ကန်ရတာ ਈ မောရှိကန်ရတာ ਈ ဘာလို့ဆိုလို့ရှိရင်လည်းအလိုဟိုငငယ်လေးနဲ့600ရာဘာကန်ရတယ်ဒီခုဒီ black belt ဖြေတော့အနည်းဆုံး1000ပေါ့နော်အာမင်းကတော့ကန်ပြီးွားရတယ်အစီပဲ ်ခပန်းနဲ့ဖြေရကြတော့ပြောမှဆိုရင်လွယ်တော့မလွယ်ဘူးလွယ်တော့မလွယ်ဆိုတော့ကျွန်တော်အကုန်လုံးစစ်တယ်ပေါ့နော်ပြောမှဆိုလို့ရှင် bell bag ဆိုတဲ့အရာမျိုးကပြောမှဆိုရင်ဆရာအဆင့်ဖြေတဲ့သဘောတရားပဲပေါ့နော်အဲ့လိုမျိုးဆိုတော့ဟိုပြောမှဆိုရင်ဒီတင်တန်းသားတွေကိုပြန်ပြီးတော့သင်ပေးနိုင်ဖို့ပြန်ပြီးတော့ instruction ပေးနိုင်ဖို့အတွက်ဆိုလို့ရှင်သူကအဲ့အပိုင်းတွေကိုလည်းတစ်ခါရစစ်တယ်ဒီသူတို့သတ်မှတ်ထားတဲ့အရာကြီးရှိရပေါ့နော် x core တွေပြည့်အောင်လုပ်ကြတယ်အာနောက်တစ်ခုကကျတော့အဲ့မနေ့ကဆိုရင်1000 more worship ကန်ရတယ်ဟို တစ်ချက်တစ်ထောင်ပေါ့ပညာပေါ့ကံရတယ်အဲအဲပြီးသွားလို့ရှိရင်ဟိုဘယ်လိုပြောရမလဲဒီဟုံးနေပါတယ်ဒီကလေးတွေကိုပြန်ပြီးတော့ပြမယ်ဆိုရင်ဘယ်လိုမျိုးပြမလဲလက်တွေဘယ်လိုထားမလဲအဲ့ဒါရစားအကုန်ပြန်ပြီးတော့အသေးစိတ်လောက်ကြတယ်ဒီနေ့မှာကျွန်တော်ဒါခတ်တာကမယ်အာပြီးသွားရင်ဟိုနည်းနည်း demonstration လေးပြမယ်ပေါ့နော်ဟိုမနှက်ဖြန်ကြလို့ရှိရင်တော့ဟိုဟာ ကျွန်တော်လှိုင်းမှာသွားကစားမှာပထမတော့ဒီမှာဆရာရင်နဲ့လောက်ထားမယ်ဆိုပြီးမပြီးလဲပြီးတော့ဟို plan ချိန်သွားပေါ့နော်ချိန်သွားပြီးတော့မနေ့ပြန်မှာသွားပြန်မယ်ပထမ20ဆိုပြီးတော့30ဖြစ်သွားပြီ30အဲ့မော်ဆရာ30ရောက်30ပေါ့အကုန် black bag တွေပေါ့ black bag တွေကြီးပဲဟိုကိုက black bag ဖြီမှာဖြစ်တဲ့အတွက်ကိုနဲ့ကစားရတဲ့သူတွေကလည်းအကုန်လုံး black bag တွေနဲ့ပြီးွားလို့ရှိရင်အဲ့လို overseas မှာအဲ့လိုမျိုးចောင်းအိတ်ចောင်းသားသွားတဲ့ចောင်းသားတွေလည်းပါမှာပေါ့အာဘယ်လိုရှင်းပြမလဲဆိုတော့ဒီပွဲတွေမှာပေါ့เนาะအဲ့လိုမျိုး knock down လုံးဝ knock out ဖြစ်သွားလို့မရဘူးလုံးဝကြာသွားလို့မရဘူးဟိုထိန်းကစားရမယ်ပြောရလို့ရှင်အချီရ30ဖြစ်မှာပေါ့တယောက်ကိုတချီစီဟို nan store ဝင်ကစားရမှာပေါ့အဲ့အချိန်တွင်းမှာကိုကလည်းဟိုပွဲ PG ထိုးရမယ်အဲ့အများကြီးလည်းရှုံးမရဘူးပေါ့အဲ့လိုပုံစံမျိုးကြီးပါတယ်ကိုကာရကြည့်ပဲအကိုရတာမဟုတ်ဘူးဒီညံကိုလည်းတုံးရတယ်ပေါ့เนาะပြီးတော့ဒီ better IQ လေးလို့တော့ပေါ့။ဘာလို့လဲဆိုတော့ဟိုကိုယ်မှာရှိပြီးသားဟာအစွတ်သုံးလို့ရှိရင်လည်းပွဲရအများကြီးဖြစ်တဲ့အတွက် non stop ဖြစ်တဲ့နားခွင့်မရှိဘူးဖြစ်တဲ့အတွက်ဟိုတဖြည်းဖြည်းနဲ့လူကတက်လုံမှကြာလာရင်ခြေထောက်တွေလက်တွေမတက်တော့အဲ့ဒီညာရင်အရှိရလူကလည်းကိုယ်နဲ့ကစားမဲ့သူကရိုးရိုးတန်းတန်းကစားသမားရင်မဟုတ်ဘူးအကုန်လုံးကလည်းဒီလိုဟို black bag သမားတွေပဲဆိုတော့ကိုယ်တစ်ချက်သတိလွတ်တာနဲ့ဟိုအတွေးခံရမှာပေါ့နော်အဲ့လိုမျိုးဆိုတော့ဟိုတော်တော်လေးတော့ဟို challenge ဖြစ်ပါတယ်ဒါကတော့လူပြောမယ်ဟိုအဖေရဲ့ပေါ့နော်ဟိုအဖေရဲ့ ဒီအရာလေးကိုဆက်ပြီးတော့ဒိမ့်ဒိမ့်နေပေါ့ဒိမ့်ဒိမ့်နေပြီးတော့လည်းဟိုဘယ်လိုပြောမလဲအဖေကအခုလက်ဖြစ်သွားတဲ့အခါမှာကျတော့သူ ဒီတင်တန်းနေပိုင်းပြတဲ့အခါမှာဒါခက်ခဲပိုင်းရှိလာတယ်ပေါ့နော်ရှိလာတော့အရင်လိုမျိုးအများကြီးမလုံနိုင်မလုံနိုင်တဲ့အခါမှာဒါဘေးကနေပြီးတော့ assistant အနေနဲ့ဒါဝင်ဝင်လုပေးရပေါ့နော် brown bag နဲ့ဒါ assistant ဝင်လုပေးရအဲ့လိုမျိုးဆိုတော့နောက်ပိုင်းလည်းဒါအများကြီးကူညီလို့ရအောင်ဆိုပြီးတော့တခါရ black bag ဖြစ်ဖြစ်သွားပေါ့ဟုတ်ဖေရိုးဆိုလို့ရှိရင်အဲ့လို black bag ပြီးွားလို့ရှိရင်ရွှေတန်းတန်းတန်းနှစ်တန်းသုံးတန်းတို့လည်းအဲ့လိုဆောင်ဝေးဖြည့်ရတယ်ဖြည့်ရဆိုတော့အဖေကလည်းပြောမလို့ရွှေတန်းနေအများကြီးပဲအများကြီးပဲဆိုတော့အဲ့လိုမျိုးငယ်တုန်းကတော့အားကြတာပေါ့အဲ့လိုမျိုးကြီးလိုက်လို့ရှိရင်ဟာသူခပတ်မှာဟိုသူ့ရဲ့ဟို လိုက်ပေါ့နော် position လိုက်ပြုတ်ရွှေတန်းများရဆိုလို့ရှိရင်တော့တည်ရမှာဒီလောကမှာဆိုလို့ရှိရင်အကောင်ပေါ့ဗျာဆရာပေါ့အဲလိုပုံစံမျိုးဆိုတော့ဟိုကိုလည်းအရင်ကတည်းကဒါမျိုးလေးသဘောကျပေါ့နော်ဒီလိုလေးရောရှိတဲ့နေရကြလေးတည်းကလည်းကျတော့ပို့ပြီးတော့အဲ့လိုစိတ်ဖြစ်တာပေါ့အဲ့လိုမျိုးဆိုတော့ဟုတ်ကဲ့